အော်တိုဝါလာချရနေညကစီရိုနာဟိုတယ်မှာကျင်းပခဲ့တဲ့ပွန်မှတ်တစရဲ့အမှုပညာရှင်တန်တမန်နေနဲ့ပရိသတ်တွေ့ဆုံမိတ်ဆက်ပွဲမှာမီဒီယာတွေကိုအခုလိုပြောကြားခဲ့တာဖြစ်ပါတယ် Come to Myanmar you know I know actually I know all along Myanmar is a very beautiful country မြန်မာနိုင်ငံကအရန်ကိုလာတယ်ဗျရင်ကျေးမှုတွေလည်းအများကြီးထုံးကားတယ်အခုအချိန်မရပါနဲ့နောက်တစ်ခေါက်မြန်မာနိုင်ငံကိုလာပြေဦးမှာပါ နောက်တစ်ခေါက်မြန်မာနိုင်ငံကိုလာခဲ့ရင်ရွှေဒဂုံဘုရားကိုမဖြစ်မနေသွားရောက်ဖူးမြော်အောင်ပါ Next time I come back here and I go to Shwedagon Pagoda for sure Yeah, yeah. Mario ဟာမြန်မာနိုင်ငံကိုအော်တိုဘားလ9ရက်နေ့မနက်ပိုင်းကရောက်ရှိလာခဲ့ပြီးလေးစိတ်မှလောက်ကြိုဆိုခဲ့တဲ့သူရဲ့ပြည်သက်တွေနဲ့ဓာတ်ပုံတွေ့ရိုက်ခဲ့ပါတယ်အော်တိုဘားလ6ရက်နေ့ညမှာတော့ Pon Company ရဲ့တွဲဆောင်မိတ်ဆက်ပွဲကိုတက်ရောက်ခဲ့တာဖြစ်ပြီး Dream Boat ဖွဲ့နဲ့အတူတရုတ်ဆောင်နိုင်တိုင်း U23 နိုင်ငံလက်ရွေးစင်ကစားသမားစီတူအောင်အဆိုတော်အောင်ထက်တို့နဲ့တွေ့ဖက်ပြီးဂိမ်းတွေလည်းကစားခဲ့ပါတယ်။ My opinion about Burma I think is a very beautiful country မြန်မာနိုင်ငံကိုလာဝင်ရတဲ့အတွက်အရန်ဝမ်းသာပါတယ်။မြန်မာပြည်မှာရှိတဲ့ကျွန်တော်တို့ချစ်တဲ့ပရိသတ်တွေနဲ့တွေ့ရတဲ့အတွက်ရောကျွန်တော်ကိုလေးစိတ်မှလာကြိုတဲ့အတွက်ကိုအရန်ကျေးဇူးတင်ပါတယ်။အခုတော့ပွန်းစေပွဲကိုလာတက်တာပါ။နောက်တစ်ခေါက်အချိန်ရခဲ့မယ်ဆိုရင်ကျွန်တော်ရဲ့ပရိသတ်တွေနဲ့တွေ့ဆုံဖို့စီရင်သွားအောင်ပါ။ မာရီယိုဟာဒီခေါက်ခီးစင်မှာအချိန်မရခဲ့တဲ့အတွက်မြန်မာနိုင်ငံမှာရှိတဲ့သူ့ရဲ့ပြိသက်တွေနဲ့တီးတန့်တွေ့ဆုံခဲ့ခြင်းမပြုလုပ်နိုင်ခဲ့ပဲအော်တိုဘားလ9ရက်နေ့မနက်မှာပဲထိုင်းနိုင်ငံကိုပြန်လည်ထွက်ခွာသွားတာပဲဖြစ်ပါရဲ့ရှင်။